တကယ်ကိုတယောက်နဲ့တယောက်ကလေ respect ရှိကြတာသူကလေအဲ့ခါကျတော့တယောက်နဲ့တယောက်ဟိုလို့ပြောမှာတန်ဖိုးထားကြတာအတန်ဖိုးဆိုတာထားတတ်တဲ့လူတွေအတွက်ကတော့တန်ဖိုးကြီးတာပေါ့အဲ့တွေအဲတစ်ဖက်နဲ့တစ်ဖက်နဲ့တန်ဖိုးထားကြတယ်အဲ့တွေတန်ဖိုးကြီးကြတာလူလေးမြင်လဲဆိုသူတို့မျိုးအေဂျင့်နဲ့လိုက်ဖတ်တယ်ပေါ့အရင်ချစ်စရာကောင်းပါတယ်နှစ်ယောက်တော့ဘာလို့ကျွန်တော်တို့နှစ်ယောက်ရဲ့ဖြတ်တန်းမှုသူတို့နှစ်ယောက်ရဲ့ဖြတ်တန်းမှုတခြားသောအာလင်မယားတွေဖြတ်တန်းမှုကပုံစံချင်းမတူကြဘူးဗျမတူတဲ့အတွက် ပြဿနာချင်းလည်းမတူကြဘူးဖြစ်ပုံချင်းလည်းတူကြမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တော့ဒါတောင်းတဲ့တရားနားလည်ဖို့ကတော့အရေးကြီးဆုံးပဲလို့ပဲထင်ပါတယ်ဘဝတရကွာကိုဝယ်ချုပ်လိုက်တာလေဝယ်ချုပ်လိုက်တာ ဟုတ်ဒီတိုင်းလဲကြိုက်တဲ့အရာကိုပြေးလိုက်တာပြေးလိုက်တာရွေးရနာစပေါ်တာတော့ဖြစ်တယ်ဟောကျွန်တော်တို့ဘုရုဆင်မှာစပေါ်တာအေးလေဟာကျွန်တော်ပဲစပေါ်တာတန်တန်ကျွန်တော်ကျွန်တော်တို့ကဒလောစင်တော့အကုန်လုံးစပေါ်တာကိုယ့်အကူပဲကိုယ့်အကူပဲအဲတကယ်ကိုကြည်နူးစရာကောင်းတယ်အားကျစရာကောင်းတယ်လေးစားစရာကောင်းတယ်စိတ်သက်တည်ရှိတယ်မြမလေးစုပြည့်နေညီလေးခင်းဝေရန်တို့ဒီမင်္ဂလာပွဲလေးကိုအခုလိုတက်ရောက်လာတာတကယ်ကိုကျေနပ်ပါတယ် ဆိုသူတို့မျိုးအေဂျင့်နဲ့လိုက်ဖတ်တယ်ပေါ့အရန်ချစ်စရာကောင်းပါလေနှစ်ယောက်တော့သတိထားတော့မရှိပါဘူးကိုရီးယားအဲ့လိုသူတို့မျိုးအသိအဆက်ဆက်တော့မရှိဘူးပေါ့နော်အရန်ရင်းနှီးကျွမ်းဝင်လာပြီးတော့အရန်ရောမရှိဘူးမရှိတော့မသိဘူးဒါပေမဲ့အပရိသတ်တွေထင်ကြီးပေးနေရတဲ့ကိုရီးယားလည်းလိုက်ပြီးတော့ထင်တော့ထင်မိတာပေါ့လေဘယ်လောက်ပါတကယ်ကိုတယောက်နဲ့တယောက်ကလေ respect ရှိကြတာတို့ကလေအဲ့ခါကျတော့တယောက်နဲ့တယောက်ဟိုလိုပြောမှာတန်ဖိုးထားကြတာအတန်ဖိုးဆိုတာ ထားတတ်တဲ့လူတွေအတွက်ကတော့တန်ဖိုးကြီးတာပေါ့အဲ့တွေအဲတစ်ဖက်နဲ့တစ်ဖက်နဲ့တန်ဖိုးထားကြတယ်အဲ့တွေတန်ဖိုးကြီးကြတာပေါ့ဘာပဲဖြစ်ဖြစ်ပေါ့နော်ငါသမီးလေးများဆိုရင်ငါညီမလေးများဆိုရင်ဆိုတဲ့စိတ်ပေါ့နော်အရင်ကျင်းနေဆရာကောင်းပါလေဟုတ် ကျွန်တော်တို့အိမ်တော်ရေးနဲ့တို့ရဲ့အိမ်တော်ရေးတခြားသောအိမ်တော်ရေးတွေဟာဖြတ်သန်းပုံချင်းမတူရင်အတွေးခေါ်မတူအတွေးခေါ်မတူရင်ဆုံးဖြတ်ချက်မတူဘူးပုံသဏ္ဍာန်တွေမတူကြဘူးအဲအဲ့တည်းအဲဟိုဒီအိမ်တော်ရေးမှာတယောက်နဲ့တယောက်ပြောပြဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကျွန်တော်ခံယူချက်ကိုပြောတာနော်ဘာလို့လဲကျွန်တော်တို့နှစ်ယောက်ရဲ့ဖြတ်သန်းပုံတို့နှစ်ယောက်ရဲ့ဖြတ်သန်းပုံတခြားသောအာလင်မယားတွေရဲ့ဖြတ်သန်းပုံကပုံစံချင်းမတူကြဘူးကြာမတူတဲ့အတွက်ပြဿနာချင်းလည်းမတူကြဘူးဖြစ်ပုံချင်းလည်းတူကြမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဟောဒါတယောက်နဲ့တယောက်နားလည်ဖို့ကတော့အရေးကြီးဆုံးပဲလို့ပဲထင်ပါတယ်။အခုပြောသလိုပေါ့တယောက်နဲ့တယောက်ကဆန္ဒပြောသလိုပေါ့ဖြတ်တန်းပုံရင်းမတူအတွေးခေါ်တွေမတူအယူအဆတွေပေါ့နော်မတူကြအောင်နောက်တစ်ခုကပါလဲဆိုရင်းချက်မှုချင်းမတူအမကတော့အခုထိရင်းချက်မှုမရှိသေးဘူး။အဲ့တော့အမကတော့ရန်ချက်လိုက်တန်ချက်လိုက်ဟုတ်ပဲမိသားစုပဲဖြစ်ဖြစ်ပဲအိမ်တော်ရေးပဲဖြစ်ဖြစ်ကတော့ဒီလိုပဲသွားနေကြတာပဲအဲအဲ့ထဲမှာမှတယောက်ရဲ့အကြောင်းတယောက်တိဖို့ပဲလိုတာเนาะ အာကျွန်တော်တို့ဆိုရင်ကျွန်တော်မိမှာစိတ်ကောက်တတ်တယ်စိတ်ဆိုးတတ်တယ်အဲအဲ့ဒါကိုကျွန်တော်သိထားတယ်လေအဲ့တော့သူစိတ်ချမ်းသာအောင်ကိုတက်နိုင်တယ်လို့ကြိုးစားပြီးနေလိုက်တယ်သူမကြိုက်တာကိုတက်နိုင်တယ်လို့ပေါ့နော်တခါတလေကျလည်းလှုပ်ဖြစ်လှုပ်ဖြစ်သွားတာပဲလေနော်အဲ့တော့တက်နိုင်တယ်လို့တော့ကြိုးစားပြီးနေတာပေါ့အဲ့လိုနဲ့ပဲအခုလိုမျိုးအိမ်တော်တက်ကိုကြာရှည်အောင်တောင်းတောင်းလဲသားတွေသမီးတွေမြေးတွေမြစ်တွေတီတွတ်တွေကျွတ်တွေရှိရအောင်ကျွန်တော်တို့နေထိုင်တော့မှာပါအဲ့တော့တခါတလေကျတော့သူရန် ဖြစ်ခဏခဏဖြစ်လို့လားမသိဘူးဒီခါလေးစိတ်ကောက်တော့ကျွန်တော်မသိဘူးစိတ်ကောက်တာမသိဘူးစိတ်ကောက်နေတယ်ဟေ့ဒီပါလောပါအဲ့တော့ဘယ်လောက်စိတ်ကောက်လဲဆိုတာဒါပြည့်ပြည့်ကြီးသိအောင်ပြောပြရအောင်နော်ဒါလည်းချစ်နေရပါပဲနော်အဲဒါချစ်လို့ဖြစ်ကြတာလေမချစ်ရင်ပဲဖြစ်တော့မယ်နော်အဲ့ဆိုရင်ဒါဒါကြုံတွင်းနေပြီလား ်ကိုကျိုမတွေးပါဘူးသူကသူအချိန်နဲ့ရမှာပဲဟာဘာမှသိမစဉ်းစားထားဘူးအရာအလုံးကဘာမှကြိုတွေးထားလို့မရပါဘူးနော်သူကဖြစ်ချိန်နဲ့ဖြစ်မှာဖြစ်ချိန်နဲ့ပြတ်ကြတာပဲဟာမေမေကတားရီအတွက်ဆိုရင်တဝင်းတော်လူဆက်ချင်းဟောဒါကတော့အမိခင်ကိုမိခင်ကတော့ဖခင်တဲ့တာသမီးပေါ်ကိုပို့ပြီးတော့ချစ်တာဘူးဝေးပါသေးတယ်ကိုက14 15တော့မပြည့်သေးဘူးနော်ပြောပါသေးတယ်အဲ့ချိန်ကျတော့အဲ့ချိန်ရဲ့ခံစားချက်ပေါ့ အာကျွန်တော်ကအဆူတောင်းပေးပါတယ်မြေးနေညီမလေးဟိုအောင်မင်းအောင်ပေါင်းအောင်ပြီးတော့တားရီသမီးတွေမြေးတွေမြစ်တွေတီတွေတွတ်တွေကျွတ်တွေအထီကိုပဲပေါ့နော်ရာသက်ပါဦးရိုးမြေကြအာပေါင်းသိနိုင်ပါလေ